ကျွန်တော်ဒါနဲ့ပတ်သက်ပြီးရလားဟိုကျွန်တော်ဒီအရင်အခြားသောပညာရှင်တွေဆရာဝန်တွေနဲ့ဆွေးနွေးပြီးတော့ဆရာနဲ့ဆရာတို့ပြောသလိုသာဟလာ healthy lifestyle ကိုဒါလူတွေအားလုံးကလိုက်နာကျင့်သုံးမယ်ဆိုရင်နဲ့ဟလာစားတောက်ဆိုင်တွေလည်းမရောရတော့ဘူးတဲ့စိတ်ကုန်မနေတယ်အလုံးမဖြစ်တော့ဘူးတဲ့စိတ်ုံစိတ်ကနေလည်းသမင်းငတ်ကုန်မှာပေါ့နော်မှန်ပါတယ်အဲ့တော့ကျွန်တော်ခုနကပြောလိုပဲကျွန်တော်ကအဲ့ဒီအခြေအနေနဲ့ကျွန်တော်ရဲ့ အရေးသွေးပေါ့နော် quality of life ဘဝအရေးသွေးကိုကျွန်တော်တို့ကလွန်ဆွဲတဲ့ပွဲဖြစ်တယ်အဲ့တော့ကိုကအစာအသောက်နဲ့အဟာရနဲ့တူလားစဉ်းစားကြည့်နော်အစာအသောက်အစာအသောက်အဟာရအယုတ်တည်းကြည့်နိုင်တော့ကျွန်တော်တို့ဒီအစာအသောက်နဲ့အဟာရတူလေလို့ထင်စရာရှိတယ် အဲ့တော့တကယ်အဟာရဆိုတဲ့စကားကလည်းပါဠိစကားလုံးเนาะပါဠိစကားလုံးအစားအသောက်ကကြတော့မြန်မာစကားလုံးအဲ့မှာဝင်နေမတူတော့နောက်တစ်ခုအဟာရကကျွန်တော်ပို့ပြီးတော့မှလေးနက်တဲ့အထိပ်ပဲရှိတယ်เนาะဘာလို့လဲဆိုတော့ဒီအဟာရဆိုမှသူ့မှာခန္ဓာကိုယ်အတွက်အကျိုးရှိစေတဲ့ဟုတ်လားဩဇာ ဩဇာဆိုတာဓာတ်ပေါ့နော်ဓာတ်အဲ့လိုဓာတ်မျိုး ရှိတဲ့ဟာကူတာအဟာရလို့ဆိုလိုတယ်အစာအစာကြတော့ပါဇက်တဲထည့်ပြီးတော့အရသာရှိသမျှအရာတွေအားလုံးကအစာအစာဖြစ်တယ်အမေရှင်တို့အနေနဲ့ဒီအဟာရဆိုတဲ့အကြောင်းလေးကို ပို့ပြီးတော့တိတိကျကျသိကျင်နေဆိုရင်တော့ဒီဗီဒီယိုလေးကိုဆောင်းကြည့်သွားပါ အားလုံးမင်္ဂလာပါတတော်အကိုင်း YouTube channel နေပြန်နေကြိုဆိုပါရစေအဲ့တော့ကျွန်တော်ဒီနေ့ပြောပြမှာကရှေ့မှာပြောခဲ့တဲ့လိုမျိုးပေါ့နော်အစာတောင်းတဲ့အာဟာရနဲ့မတူတဲ့အကြောင်းပေါ့ဥပမာပြောလို့ရှိရင်တော့ကျွန်တော်ရှင်းပြလို့ရှိရင်ကိမ့်မုံကိမ့်မုံကအစာအတောက်ဖြစ်တယ်အာဟာရသူ့မှာဘာမှမမယ်ရမရှိဘူးအချိုတစ်မျိုးပဲဖြစ်တယ်အဲ့လိုမျိုးပဲနဲ့တင်မော်ဒီအမ်သူ့မှာဆိုလို့ရှိရင်ကျွန်တော်ဗိုက်တာမင် A တွေဗိုက်တာမင် E တွေဆိုတဲ့ခန္ဓာကိုယ်အတွက်ကိုအချိုးရှိစေတဲ့အာဟာရဓာတ်တွေ ရှိတယ်။ဆိုတော့ခိမ့်မုတ်စာမလားတင်မော်ဒီစာမလားဆိုရင်အများစုကတော့ခိမ့်မုတ်ကပိုကောင်းတာပေါ့။ချီစကိတ်လေးဆိုပိုတော့ကောင်းသေးရဲ့နော်။ကျွန်တော်တို့လည်းကြိုက်ပါတယ်။ဘာကြောင့်လဲဆိုအရသာရှိအောင်။ပြီးတော့တို့ကလည်းအရသာရှိအောင်လုပ်ထားဖြစ်တယ်ဒီမုတ်နေရာလေ။အရသာရှိမှလည်းလူတွေစားမှလည်းရှောင်းရမှလည်းပတ်စံရပြီးတော့စီးပွားဖြစ်မှာဖြစ်တယ်အဲ့တော့လူတွေအနေနဲ့ကလည်းကျွန်တော်တို့ကဒီဟာလာ ကိုယ့်ရဲ့ စိတ်နဲ့ကိုယ့်ရဲ့ယတ္တတနာနဲ့ဒီစီးပွားရေးလုပ်တဲ့သူတွေနဲ့ခြားရရလွန်ဆွဲတဲ့ပွဲပဲ။နောက်ဒီဘဝမှာကျွန်တော်ကအဲ့လိုမျိုးလေးတင်စားပြီးပြောခြင်းတယ်။အဲ့တော့ကိုကကြမ်းကြမ်းမမနဲ့ယောဂကင်းခြင်းနဲ့ဆိုရင်တော့ကိုယ့်ရဲ့ယတ္တတနာဆိုတဲ့အရသာအာယုံခံစားမှုနောက်ကိုအဲ့လောက်ကြီးမလိုက်တဲ့အဲ့လိုပြောလို့ကျွန်တော်အစားအသောက်တွေလုံးဝကြီးအဲ့ဒါကောင်းတာကြီးလုံးဝမစားတော့ဘူးလို့မဆိုလို့ဘူးတခါတလေစား အာတခါတည်းကောင်းတဲ့အစားအသောက်မျိုးတစ်ပတ်မှတစ်ချိန်နှစ်ချိန်လောက်ကျွန်တော်တို့စားပါကယ်လိုရီများတဲ့အစားအသောက်လည်းစားလို့ရတယ်ဒါပေမဲ့ကျန်တဲ့လင်းငါးရလောက်မှာတော့ကျွန်တော်တို့ကကိုကိုကိုစမ်းမိုင်းနဲ့ညီညွတ်တဲ့အစားအသောက်နဲ့ကို lifestyle ကိုလုံးဝဘယ်လိုမလဲပြီးပြီးပြင်းပြင်းပေါ့နော်စမ်းမိုင်းကိုလိုက်စားစီချင်တာမျိုးကိုကျွန်တော်တို့အားပေးတယ်ဒါပေမဲ့ဒုတိယမှာ60လောက်ကတော့ကျွန်တော်တို့ပြောသူမလုပ်တာများပါလေ အဆင်းုံစီကနေမှာပဲသွားပြီးတော့ယောဂတွေထိုင်ပြဖို့အတွက်ကိုစောင့်နေကြတယ်ဆိုတော့ကျွန်တော်ဒါနဲ့ပတ်သက်ပြီးရလားဟိုကျွန်တော်ဒီအရင်အခြားသောပညာရှင်တွေဆရာဝန်တွေနဲ့ဆွေးနွေးပြီးတော့ဆရာနဲ့ဆရာတို့ပြောသလိုဒါဟာလား healthy lifestyle ကိုဒါလူတွေအားလုံးကလိုက်နာကျင့်သုံးမယ်ဆိုရင်နဲ့ဟာလားစားတောက်ဆိုင်တွေလည်းမရောက်တော့ဘူးတဲ့စိတ်ကုန်မီတွေလည်းအလုံးမဖြစ်တော့ဘူးတဲ့ စေုံစေကနေလည်းထမင်းငတ်ကုန်ပါပေါ့နော်မှန်ပါတယ်အဲ့တော့ကျွန်တော်ခုနကပြောလိုပဲကျွန်တော်ကအဲ့ဒီအခြေအနေနဲ့ကျွန်တော်တို့ရဲ့အရေးသွေးပေါ့နော် quality of life ဘဝအရေးသွေးကိုကျွန်တော်တို့ကလွန်ဆွဲတဲ့ပွဲဖြစ်တယ်အဲ့တော့ကိုကတမာရီယာကောင်းနေစိတ်တကြံ့ခိုင်နေကိုကျမ်းမာရေကိုကိုတန်ဖိုးထားတဲ့ကိုကိုကိုချစ်တယ်ဆိုတဲ့သူတွေကတော့ဒီပွဲမှာနိုင်မယ်အဲ့လိုမဟုတ်ဘဲနဲ့ကိုရဲ့စိတ်ကိုကိုအလွန်လိုက်ပြီးတော့ဟလား စာချင်းတဲ့ဟာလေးကိုအရသာခံပြီးတစ်ချိန်လုံးဒီယတတနာပေါ်မှာပဲမိတွယ်နေတဲ့သူတွေကတော့တစ်ချိန်မှာယောဂကြီးကြီးမားမားဖြစ်ကိုဖြစ်မှာနော်အဲ့ဒါကြောင့်မလို့ခုနကကျွန်တော်ပြောတဲ့အစာတောင်းတဲ့အဟာရကိုကွဲကွဲပြားပြားတိဖို့လိုတာကိုပြောတာနောက်တစ်ခုတက်ပြောမယ်ငပြောသည်အဲဒါဆိုငပြောသည်ကဒါအစာအတောင်း အဟာရရှိတဲ့အစားအသောက်သူ့မှာ potassium ဓာတ်တွေကျွဲဝတယ်လူတိုင်းသိကြတယ် potassium ဆိုတာကအဖန်ဓာတ် ပြီးရင်ကျွန်တော်တို့အုံသီးမှာပါတယ်အုံရည်မှာပါတယ်ဒါပေမဲ့ထားပါတော့မပြောသီးနဲ့လုံးတဲ့မုံကြရင်တော့ဟလာ transfer လို့ခေါ်တဲ့အသွင်ပြောင်းစီရီပါလာမယ်အချူရီပါလာမယ်နော်ပြီးရင်ကျွန်တော်တို့တာရှီကန်ပစ္စည်းပါလာမယ်ဒါကအစားအသောက်တော့ဟုတ်တဲ့အဟာရမဖြစ်တော့နော်အဲ့တော့ ကိုကစမ်းမရေကိုတကယ်နိုင်စားခြင်းနဲ့စမ်းမတော့လူနေမှုပုံစံကိုတကယ်သာကိုကလိုချင်နေဆိုရင်တော့ကျွန်တော်တို့ကအစားအသောက်နဲ့အာဟာရကိုခွဲပြီးတော့တည်ဖို့လိုတယ်။နောက်နောက်ပြီးတော့ကျွန်တော်တို့အရသာပေါ့နော်အရသာအရသာနဲ့ပတ်သက်လို့ရှိရင်လည်းကျွန်တော်တို့ဒီအုံနောက်ကဆွဲမက်စီတဲ့အရသာတွေကအငန်းအချိုအစီအဲဒီသုံးခုပေါ့ပြင်ဆက်တဲ့အရာ နော် ဒီຢာတွေကဒီအုံနောက်ကဲ memories ကိုဘယ်လိုလဲဆိုတော့ဆွဲလန်းစီတဲ့ဖြစ်စဉ်ကိုဖြစ်စီရယ်နော်ကောင်းနေဆိုတဲ့အရာတာကိုပြီးတယ်အဲ့အတွက်ကျွန်တော်တို့ကလူတွေကဒီရတာတွေကို အလွန်အင်မတန်မှတတ်မှတ်တယ်ဆွဲလန်းနေဒါကြောင့်လည်းကျွန်တော်တို့ကယောဂတွေကပို့ပြီးတော့ဖြစ်တယ်ယနေ့ခေတ်မှာပို့ပြီးတော့ဆိုးတယ်ဘာတွေပို့ဆိုးလဲဆိုတော့ဒါ industrialize ပေါ့နော်စမှုဖွံ့ဖြိုးတိုးတက်လာတဲ့ develop ဖြစ်လာတဲ့အတိုင်းပြည်တွေမှာလား အစားတောက်တွေကလည်းပြုပြင်ထားတဲ့အစားတောက်တွေပုံများတယ်။ပြင်ရတာရှိအောင်ညီမျိုးစုံနဲ့လှုပ်ထားတာတွေများတယ်။ဆိုတဲ့ခါကျတော့ကျွန်တော်တို့တဘာဝအတိုင်းသူတွေကစားတာနည်းလာပြီးတော့အလားဒီလိုပြုပြင်ထားတဲ့အစားတောက်တွေပိုကောင်းအောင်လုပ်တဲ့အစားတောက်တွေပေါ်မှာပို့ပြီးတော့စားလာကြတယ်။ဒါတစ်ချက်ပြန်နောက်တစ်ချက်ကကြတော့ကျွန်တော်ကိုလက်လှူရှာမှုကအလွန်အမတမနည်းလာတယ်။တနေ့တနေ့အလားကားနေပြီးတော့မှယုံသွားတယ်ယုံရောက်ရင်ထိုင်ကုန်မှထိုင်တယ်။အလုံးလုံးတဲ့ညနေယုံပြန်တယ်။ဟလား တီဗီကြည့်ရဲအင်တာနက်သုံးနေအလားအပြင်မှာတငငချင်းတွေနဲ့ဆိုင်ထိုင်တာဖြစ်ဖြစ်မဲဆိုတော့တနေ့ကုန်လုံးပါလိုက်လို့ရှင်24နာရီမှာမတရတဲ့အချိန်လှုပ်ရှားတဲ့အချိန်က2နာရီလောက်တော့မရှိဆိုတော့တေချာတာကတော့ဒီလူတွေကတစ်ချိန်မှာယောဂါတွေဖြစ်ကြမယ်သူတွေပဲကိုကအချိန်မီတာကိုရဲ့ lifestyle ကို မပြောင်းလဲဘူးဆိုလို့ရှိရင်အားလုံးကခုနကျွန်တော်တို့ပြောပြောနေတဲ့ NCD လို့ခေါ်တဲ့မကူးဆက်နိုင်တဲ့ယောဂတွေဖြစ်တဲ့နှလုံးသွေးတိုးစီးကြိုနော်သွေးရင်းအဆီများယောဂအစားရှိတဲ့ယောဂတွေအကုန်လုံးဖြစ်မှာအဝလွန်တာတွေအဲ့မှာမှနောက်ထပ်ပေါင်းလိုက်တဲ့ဟာတွေရှိသေးရဲ့ပါလဲဆိုတော့အလုတ်ဖီစီမှုကြောင့်ကျွန်တော်တို့တွေ stress ကြောင့်မလို့ကျွန်တော်တို့ဟလာဘီယာအရက်တောက်တာနဲ့စိတ်လေးတောက်တာပေါင်းလိုက်လို့ရှိရင်ဟလာပြောပေါ်ရမှာရှိရောနော်တစ်ချိန်မှာယောဂကတိကျပေါ့ ကိုစီကိုမဖိတ်ကော်ပဲနဲ့ရောက်လာမှာဖြစ်တယ်။အဲ့ဒါမှနောက်ထပ်ထပ်ပြီးတော့ drugs လို့ခေါ်တဲ့ recreational drugs ပေါ့နော်။ဖြောပြီးဆေးတွေပေါ့ပြောမယ်ဆိုရင်တော့ ecstasy တို့ happy water တို့အလား ketamine တို့အစရှိတော့ drugs မျိုးစုံပေါ့နော်။မူရစ်မူရစ်ဆေးပြီးတော့စိတ်ကိုပြောင်းလဲစေတဲ့ဒီဆေးတွေကိုပါတုံးလိုက်မယ်ဆိုရင်တော့ကျွန်တော်ဘဝရကျွန်တော်မြင်တော့အဲ့ဘဝရက ပြောစရာကောင်းတယ်လို့မခံစားမိဘူးမိတ်ဆွေတို့အနေနဲ့ရောဘယ်လိုထင်လဲအောက်မှာ comment နေကြည့်ကြလို့ရဟလာကျန်တဲ့မမာနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့အာခန္ဓာကလည်းအာတင်းတင်းနဲ့ကိုလေးချင်းနဲ့လှလှရှားရှားသွားလာလှရှားမယ်အာကိုအလုပ်တွေလုပ်မယ်အာလူမွေးတွေလုပ်မယ်အမေဆွေတွေဆွေမျိုးတွေကိုချစ်တဲ့ခင်တဲ့သူတွေနဲ့ပျော်ပျော်ရွှင်ရွှင်နေတဲ့ဟာကကျွန်တော်ကတော့အဲ့ဒါကိုဘဝရဲ့တန်ဖိုးမဖြစ်နိုင်တဲ့ချမ်းသာမှုလို့ကျွန်တော်ကတော့ လက်ခံယုံကြည်ရပါတော့အရောမေးရီတို့အနေနဲ့လည်းကိုကအဲ့လိုမျိုးနေခြင်းနေဆိုလို့ရှိရင်တော့ဒီဗီဒီယိုကြည့်ပြီးတဲ့ချိန်ကနေစပြီးတော့ကိုယ့်ရဲ့ဘဝ lifestyle ကိုပြောင်းဖို့အတွက်ကြိုးစားပါအဲ့ဒီအတွက်ကိုကျွန်တော်တို့အနေနဲ့အကူအညီပေးပါတယ် coaching လုပ်ပေးတာတွေ counseling လုပ်ပေးတာတွေပြီးတော့ medical treatment လုပ်ပေးတာတွေလည်းကျွန်တော်အနေနဲ့လုပ်ပေးပါတယ်ကျွန်တော်တို့တရားဥပဒေမှာ nutrition specialist နဲ့ wellness coach ပါကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်